မှုမူတွေ့ဦးမှာဆိုရဲစေဝင်ဝန်းနှဆိုရုံးဟောကောင်းတယ်တချို့ကြကိုနာရောက်တာနဲ့ရှောင်ပြေးသွားကြပေါ့နော်ပြေးသွားကြတယ်နှဟောင်းပိတ်သွားအဲ့လူနာရောက်တာနဲ့နှာခေါင်းပိတ်သွားအဲ့ဒါကတော့တော်တော်ဝမ်းနဲ့ကောင်းပါအာကောင်းပါလေးတော့မရှိဘူးကောင်းပါလေးတော့မရှိပါဘူးဘုထိမရှိဘူးဘာဖြစ်လဲမထားရတာလားအာမထားရအောင်ခဏခဏပြက်ခံနေရလို့ ဟုတ်တယ်တချို့ကြောင့်စီပင်ဝန်ထမ်းနေဆိုမတွဲကျင်ကြဘူးလေဟုတ်အဲ့ဒါကြောင့်မို့အဲ့ဒါလည်းပါပါတယ်မတွဲကျင်ကြတဲ့လူတွေများပါတယ် ကျွန်တော်နာမည်ကတော့ဖိုးတောက်ကြလို့ခေါ်ပါအသက်ကတော့18နှစ်ပါဟုတ်ဆိုတော့ကတော့ဘယ်မြို့နယ်မှာတာဝန်ကျနေလဲပေါ့အာရွှေပြည်သာမြို့နယ်မှာတာဝန်ကျပါလားစီဗီလုပ်တာကိုကြာပြီလားစီဗီဝန်ထမ်းဖြစ်တာဟုတ်ကြာတာတော့တစ်နှစ်ကျော်တော့ကြာပါပြီအဲ့ဆိုတော့ဒီဝန်ထမ်းဘဝကရွေးချယ်ဖြစ်သွားတယ်ရောပြောပြပါဘောရွေးချယ်ဖြစ်တာကတော့ဒါမိမိဘတွေကလည်းဝန်ထမ်းဖြစ်နေတော့မိဘမိဘတွေကလည်းဝန်ထမ်းဖြစ်နေတော့ဆိုတော့ဒါအတူလုပ်မယ်မိဘနဲ့သက်ဆောင်လက်ဆောင်အတူလုပ်မယ်ဆိုပြီးတော့ဒါဝန်ထမ်းစီဗင်ဝန်ထမ်းဖြစ် ရွေးချယ်လိုက်တာ။အော်မိဘတွေလည်းစီလီဝန်နမ်းပါ။ဟုတ်ကဲ့အကုန်ဝန်နမ်းပါ။ပင်ပန်းတာပေါ့နော်။အမိုက်ကျုံးရတယ်။စဝင်တော့ကတော့အမိုက်ကျုံးရတာပေါ့။အာအကုန်မယောမရှာအကုန်ကန်ရတာပါ။ခမင်းခမင်းတို့တို့လောက်တွေတို့အကုန်အကုန်အာခမင်းရအပုတ်ရတွေအကောင်အပုတ်အစုံပဲကျွန်တော်ကန်ရတာပဲပြီးတော့အမိုက်ကျုံးရတာပေါ့။ဝန်နမ်းတွေအကုန်လုံးကတော့အားလုံးပင်ပန်းနာတာပဲ။ပင်ပန်း နာရီကြီးပါပဲတယောက်တည်းပင်ပန်းတာမဟုတ်ပါဘူးအကုန်လုံးပင်ပန်းတာပါဒီများကိုကကြောက်လုံးနေတာဒီများတွေကကြောက်အာဆေးရုံဆင်းနေဆေးရုံဆင်းနေအာကိုနာရောက်ပြီဆိုတာနဲ့နှောင်းနေပိတ်သွားပြီဆိုတာနဲ့တဟားလေးကြောက်လည်းမြေးကြမြေးဝမ်းနေပြီတော့ဟုတ်စိတ်မှာတော့ရှစ်တယ်လို့ခံစားမှာရှစ်တယ်ဆိုမဲ့အတိုင်းပဲဒီလုံးလုံးမှာဒီထင်မင်းစားမှာဆိုတော့ဒါရှစ်လဲအပိုးပဲလေရှစ်လဲဘာမှအကျိုးမရဘူးအဲ့တော့လောက်ရတာပါပဲရွေးချက်ကတော့ယာဓုတိုးတာပေါ့ဒါပဲယာဓုတိုးတာ အမိုက်ကျုံနေဘောကနေပြီးတော့အကြည်ကြက်ဖြစ်တာပေါ့ဒါပဲကြောင်ညာကြည်ုံနေတဲ့နေ့ကြီးကြပါတယ်အားလဲအားပြီးပါတယ်ကိုမြင့်မြတ်ဆိုတာကလည်းကျွန်တော်တို့ငယ်ငယ်တုန်းကအားပေးတဲ့မင်းသားဖြစ်တဲ့အတွက်ဟောအားပေးတယ်အဲဇာကကြည်လိုက်တဲ့အချိန်မှာလုံးဝဂျင်းထဲကိုထိရောက်တယ်ထိရောက်တယ်နေ့လည်းကြမိပါတယ်လို့ကောမြင့်မြတ်ကြိုက်ကြလားအော်ငငယ်လေးကကြိုက်တယ်ကိုမြင့်မြတ်ကားဆိုမဖြစ်မနေသွားကြည့်ရဟုတ်တကားမှမကြမ်းဘူး ဒီကားတကယ်လို့ကိုလေးမကြည့်ရအောင်ဆိုရင်လည်းဒါရုံမှာသွားကြည့်မယ်လို့စဉ်းစားတာ။အာမဖြစ်မနေသွားကြည့်မယ်အလုတ်ပြက်ခါကြီးတော့သွားကြည့်မယ်လို့စဉ်းစားရတယ်။ခုတခုပဲပြောချင်တာပါ။ဝန်ထမ်းချင်းချင်းမနိုင်ကြပါနဲ့လို့။သူလည်းဝန်ထမ်းကိုလည်းဝန်ထမ်းပါပဲ။မနိုင်ကြပါနဲ့လို့လူလူချင်းဆက်ဆံနာဖို့ကောင်းပါတယ်လို့။တချို့တွေကကြတော့အာစီဝင်ဝန်ထမ်းဆိုရုံဟုတ်ကောင်းတယ်။တချို့ကကိုနာရောက်တာနဲ့ရှောင်ပြေးသွားကြပါတော့။ပြေးသွားကြတယ်။စီဝင်ဝန်ထမ်းနဲ့ရုံဟုတ်ကောင်းတယ်တချို့ကြ နှာခေါင်းပိတ်သွားအဲလူနာရောက်တာနဲ့နှာခေါင်းပိတ်သွားအဲ့ဒါတော့တော်တော်ဝမ်းနဲ့ကောင်းပါဘူးအာကောင်းမလေးတော့မရှိဘူးကောင်းမလေးတော့မရှိပါဘူးဘုတ်ထိမရှိဘူးဘာဖြစ်လို့လဲမထားရတာလားအာမထားရအောင်ခဏခဏပြက်ခံနေရလို့ဒီအလုတ်ဒီအလုတ်ကြောင့်ဒီအလုတ်ကိုရောက်ပြီးကြတာခြာလည်းမခြာဖြစ်ပါဘူးခြာလည်းရောချက်မရှိသေးပါဘူးထားခဲ့ရမှာဆိုလို့ဘာလို့လဲဒီစီမံဝန်ထဲဆိုထားပါမှာဆိုလို့ပေါ့ ဟုတ်တယ်တချို့ကြောင့်စီပင်ဝန်ထမ်းနေဆိုမတွဲကျင်ကြဘူးလေဟုတ်အဲအကြောင်းမို့အဲ့ဒါလည်းပါပါတယ်မတွဲကျင်ကြတဲ့လူတွေများပါတယ်လေးစားပါတယ်လို့ဒါမျိုးဒါမျိုးရိုက်မဲ့မင်းသားမျိုးဆိုတာလည်းရှားပါတယ်နော်ဒါမျိုးရိုက်မဲ့မင်းသားမျိုးဆိုတာလည်းရှားပါဆိုတော့အရန်လေးစားတယ်အဲအကြောင်းလည်းမကြည့်မဖြစ်လာကြည့်ရတာပေါ့အရန်လေးစားရပုံမြင်ရဘူး ချို့လေးကလည်းတချို့ရာကြည့်ပြရမြင်ရကိုဒါအကယ်ဒီမှန်လိုက်ကြပြီဆိုတော့ကိုယ်မှန်တာသေးလားသူကအာမှန်တာတယ်ဥစင်မနဲ့ကိုမြင်ရကိုတော့တယောက်ယောက်မှန်တော့ပါတော့ဗျာအခုကတည်းကကြိုးပြီးတော့မှန်တော့ပါတယ်မြင်ရတဲ့သူပေါ့ဒီမေစာကိုင်းအောင်မြင်ဖို့အတွက်လည်းကိုယ်လည်းစူတောင်းပေးပါအောင်အာစူတောင်းပေးပါလားခိုင်းစူတောင်းပေးပါလားကျွန်ညာကြည့်ုံနဲ့ဇက်ကတော်တော်ကောင်းတယ်အစအဆုံးဆိုတော့ကျွန်တော်လည်းမသိတော့ငိုမိမှာပဲတရှူတောင်ဝယ်ထားတယ်ဘုံတော့ကျူးလေးနဲ့ညက်ပါတဲ့အချိန်မှာတော့အာတော်ပြီပါထိပြီ ဒါရိုက်တာလည်းနှိမ့်ဆက်လိုက်တာ ကိုဂျိုးလေးတဲ့ဟောအန်သမီးသားဘောလာကြည့်ဖို့အတွက်ကောကုမ္ပဏီတို့ရုပ်ရှင်အဖွဲ့သားတွေအားလုံးကိုလည်းဒီကဖိတ်ခေါ်ပေးပါဦးကြည့်တဲ့ပတ်သက်တယ်ဘောဒီမြေသာရုပ်ရှင်ဇာတ်ကားကြီးကိုအားလုံးလာကြည့်တော့ဖိတ်ခေါ်ပါတယ်လို့ကျွန်တော်အနေနဲ့မြတ်တရရက်ခံနေပါတယ်